လာရှုမြို့ပေါ်မှာပေတန်စာအလုတ်ခေါ်စာတွေလက်မဘဲကတက်တိုင်တွေပေါ်မှာကတ်ထားသလိုစိုင်းဘုတ်တွေနဲ့လည်းထောင်ထားတာတွေရှိနေတယ်လို့ဒေတာခန့်တွေရဲ့ပြောပြချက်ရတရပါတယ်ဒီလားရှုံမြုပ်ပေါ်မှာပီတန်စာလုပ်ငန်းအပြင် KTV တွေဘားဆိုင်တွေကလည်းရခင်ကတဲ့ပုံများပြလာခဲ့ပါတယ်။တီဖြစ်ရတဲ့ကကိုကန်တက်ဖွဲ့ MMDA နဲ့ပူပေါင်းတက်တွေကလားရှုံမြုပ်ကို2024ဩဂလ3ရက်နေ့မှာတင်ပိုက်နိုင်ပြီးတဲ့နောက်ပိုင်းမှာပေါ်ပေါ်ထင်ထင်ဖွင့်လွှတ်လာခဲ့ခြင်းဖြစ်ပါတယ်။ လာရှုကိုဒီ MNDAA ကတိန်ပြီးတော့တလကြာထင်တယ်ဒီလိုပြည်တစားတွေကမှုလို့ပလာတာပဲပြီးတော့ဒီတော်တော်များများလာဖွင့်ကြတယ်ပေါ့နော်ဒီ KTB တွေမှာလည်းဒီလိုပြည်တစားတွေကလည်းများလာတယ်ဒီဥဆုံမှုကိုသွားယူတဲ့သူတွေကတော့အဖွဲ့အစည်းတွေများတာပေါ့လေပြီးတော့ဒီစစ်သားတွေလည်းပါရင်ပါမှာပေါ့ဒီအလုပ်ကလည်းပိတ်ဆိုင်ရလွယ်တဲ့အလုပ်တစ်ခုဖြစ်နေလို့သူတို့လည်းအဲ့လိုမျိုးသွားကြနေမှာပေါ့လေ လာရှုံမြို့မှာအခုလိုပီတန်စာအလုပ်တွေ KTV တွေပေါ်များလာတာဟာတရုတ်နယ်ဆက်နဲ့နေတာကြောင့်နဲ့အခုနောက်ပိုင်းထိုနေရာတွေမှာပဲအပန်းဖြေကြတယ်လို့၎င်းဒေတာခံကစက်ပြောပြပါဗျ။လက်ရှိလာရှုံမြို့ပေါ်မှာပီတန်စာလုပ်ငန်းကတရားဝင်ဖွင့်လှစ်ထားခြင်းမရှိပေမဲ့လည်းအသက်16နှစ်အရွယ်မိန်းကလေးတွေကတော့ဝိုင်းရင်အတွက်လာရောက်လုပ်ကိုင်နေကြတယ်လို့နေမြေပေါင်းစုံဒေတာကလာကြတယ်လို့တရားပါဗျ။လာရှုံမြို့အတွင်းမှာလက်ရှိအသေးကစီးပွားရေးအနေနဲ့ကကာပွဲစားကုန်တွေရေးတွေကအဓိကဖြစ်နေပါဗျ။ စစ်ကောင်စီနဲ့ကိုကန့်တပ်ဖွဲ့တို့စစ်ရဲပစ်ခတ်ရက်စဲကြောင်းကြေညာပြီးတဲ့နောက်ပိုင်းမှာလာရှုမြို့တွင်လေရင်ဘုံကျဲမှုတွေကလည်းမရှိတော့ဘဲနဲ့တိုက်ပွဲတွေကလည်းညင်တက်သွားခဲ့ပါတယ်ဒါမဲ့ကိုကန်တက်ဖွဲ့အုပ်ချုပ်မှုအောက်မှာတော့တရားဥပဒေစိုးမိုးမှုမရှိဘဲပညာရေးစီးပွားရေးတွေကလည်းကောင်းမွန်တဲ့ပုံမရှိဘူးလို့တရားခန်တို့ကတော့အခုလိုထောက်ပြပြောဆိုပါတယ်။ဒီကိုကန်တက်ဖွဲ့ရဲ့အုပ်ချုပ်မှုအောက်မှာတော့လွလွလပ်လပ်ပါပဲ။အေးအေးချမ်းချမ်းတော့နေရတယ်။ဒါပေမဲ့ပညာရေးတွေစီးပွားရေးတွေကတော့အရင်လိုပြန်မဖြစ်နိုင်တော့ဘူးပေါ့လေ လော့ကင်ဘက်ကလိုပုံစံမျိုးဖြစ်သွားမယ်ထင်တယ်ဥပဒေအနေနဲ့ကြည့်မယ်ဆိုရင်တော့လေကောင်းကောင်းမကင်တွဲနိုင်ဘူးဒီရာဇူးမှုတွေကိုပဲကြည့်လေသူတို့မကင်တွဲနိုင်ဘူးဒါပေမဲ့တော့အေးအေးဆေးဆေးနေရတာပေါ့အင်းအရင်လိုကောင်းမွန်တဲ့ပုံစံမျိုးတော့မဖြစ်နိုင်တော့ဘူးပေါ့လာရှုံမြို့မှာအခုလိုပီတန်စာလုပ်ငန်းတွေပေါ်များလာတာဟာလိမ္မာသင့်ကိုဆက်တတ်တဲ့ယောဂတွေကလည်းကိုဆက်မှုတော့မြင့်တက်လာမှာကိုလည်းဒေတာခဏတွေကစိုးရိမ်နေကြပါဗျ။ ်ရင်းတပူ SA ထိန်းချုပ်ထားတဲ့ဟိုပံမြို့မှာလည်းပြည်တန်စာလုပ်ငန်းတွေများလာကြောင်းသိရပါဗျ။ကျွန်တော်ကတော့စိုက်ဆင်လာပါ